အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂေတာအဝိုင်းလေးတရားရှိတော်ဗျာမြောက်ဘက်ဆောင်ထဲမှာပေးတယ်ဟောနေတယ်ဆရာထိုင်အောင်ဦးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြတာသမီးများအတွက်16ရက်ကနေပြီးတော့24ရက်အတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ်ကာကြမအကောင်စုကိုတဲတော့ကဖြစ်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်တော်ကြတာတမီးရောဒီကာလမှာဘေးကျက်တဲ့ကြတဲ့ဂျုံတွေ့ရမယ့်ကာလလည်းဖြစ်ပါတယ် မလို့လို့မလို့တာပဲနဲ့အခက်ခဲတွေနဲ့ကြုံတွေ့နေရမယ့်ကာလလည်းဖြစ်ပါတယ်။ဝေကြီးနဲ့ပတ်သက်လာရင်တော့လက်ရှိအခြေအနေမှာတော့ဝေကုန်ကြီးကြများနေမယ့်ကာလလည်းဖြစ်ပါတယ်။မေဆွေနဲ့ပတ်သက်ပြီးတော့တရင်ကောင်းတွေကြားတတယ်။အတူပင်အတူတပြင်းပေါ့နော်တလင်းကလေး င်္ဂါသာသမီးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေကြားရတာဝန်သားဆရာကြီးကြားရတာမျိုးတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်မိခင်ရှိရင်တော့ဂျမ်းမာကြီးကယူဆိုင်ပါစေယုံစေကံရောက်တတ်ပါတယ်နောက်ကိုယ့်ရဲ့နေပါလဲမိတို့နော်ဝါယာရှော့ဖြစ်တာတို့ကြုံရတတ်ပါတယ်တိုင်းသမီးနဲ့ပတ်သက်လာရင်တော့ အောင်မြင်မှုသတင်းတွေကြားရတဲ့ရဝေးရောက်နေတဲ့သားသမီးတွေရှိရင်လည်းကိုကြီးကိုပြန်ရောက်လာတဲ့ကာလလည်းဖြစ်ပါတယ်။နောက်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့တော့သားသမီးနဲ့ပတ်သက်တဲ့ပတ်သက်တဲ့အိမ်တော်ကြီးသတင်းကောင်းတွေလည်းကြားရမယ့်ကာလလည်းဖြစ်ပါတယ်။ဒီကာလမှာတော့ရန်အနောက်ရှက်ကင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။မေရွေးနဲ့တောက်ကြသားသမီးများအဖို့ကတော့အခြေအမှအဆင်မပြေပါဘူး။လက်ရှိချစ်သူနဲ့ပြည့်စဲသွားတတ်ပါတယ်။ အခြေလေးညံ့ပါအိမ်တော်ချင်းများဖို့ကတော့အိမ်တော်ဘက်ဂျမိုင်းညံ့တတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကဝန်ထမ်းဆိုရင်အလုပ်ထိခိုက်တတ်တယ်ယာရုကိစ္စထိခိုက်တတ်တဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကိုယ့်ရဲ့အိမ်တော်ဘက်ကိုအတူပါပို့တာတို့တင်းငိမ့်မိနေတာတို့မလုပ်မိဖို့သတိပေးထားပါဂျမိုင်းအိမ်တွေကတော့အစာအိမ်ဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ် ွေးကော်ဆုံးဖြတ်ချက်တွေဟာဒီကာလမှာမှန်ကန်နေတဲ့ကာလလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ပညာရေးကိစ္စအပြုဖြင့်ဘာသာရေးကိစ္စအပြုဖြင့်အဋ္ဌဒံကိစ္စအပြုဖြင့်ရုပ်တရက်ကောင်းသွားလိမ့်မယ်။အဆင်ပြေသွားပါလိမ့်မယ်။အလောက်ကန်နဲ့ပတ်သက်ပြီးတော့ဒီကာလဟာအရေးဆုံးပြီးလောက်တာတော့စွန်စားပြီးလောက်တာတော့ပို့ပြီးအဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်။အဲတော့ကန္တရာလည်းမြတ်တာပေးနေတယ်ကြီးကဲသူတွေကကူညီမှု ပတ်ဖို့မှုစောင့်ကြည့်မှုနော်ရနေတဲ့ကာလလည်းဖြစ်ပါတယ်။နောက်ရဝေးရအဆက်တွေကောင်းနေလည်းရမယ်ကာလလည်းဖြစ်ပါတယ်။ကိုယ့်ဘက်ကရေးရဲလို့ဝယ်လို့လိုပါတယ်။ဝေးကြီးရတော့အဆင်မပြေဘူးခင်ဗျာ။ရုပ်တရက်တစ်စီ၆ခါရတယ်လို့လက်ပိတ်တော့တပါတယ်။အဲ့တော့ကိုမရှိတဲ့ကကလေးပြီးတော့ကပ်ဖို့အတွက်မိမိတို့ရဲ့နေဖျားမှာ စပယ်ရကုန်ဖျောင်းလို့ပြီးတော့လိုရစတော့မှာအဲ့လိုလူထားလိုက်မဲ့ဆိုရင်ကိုမခက်ခဲနေတဲ့အခက်အခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ